ချမ်းသာအောင်ပြောလိုက်မယ်တွေးလိုက်တယ်အဲ့လိုဆိုရင်ကိုကုသိုလ်များနေပြီနော်ဘုန်းကြီးလည်းအဲ့လိုတွေးထားတာနော်ငါဒီနေ့တော့အကြောင်းကိုသွားမယ်ဒကာဒကမတွေအများကြီးကိုတရားဟောမယ်ငါစိတ်ချမ်းသာသွားအောင်ပြောလိုက်မယ်နော်အဲ့ဒီစိတ်ချမ်းသာသွားအောင်ပြောလိုက်မယ်ဆိုတာကိုဘုန်းကြီးကလည်းမေတ္တာလို့ရေးတော်ရေးထားတယ်နော်ဒီမှာရေးထားတယ်စိတ်ချမ်းသာအောင်ပြောမယ်လို့နော် တော့ကိုယ့်ကြောင့်သူများစိတ်ချမ်းသာတယ်ဆိုတာအာတော်တော်ကောင်းတာပဲနော်အဲ့ဒီအလုပ်တော့များများလုပ်ချင်ပါတယ်အထူးသဖြင့်မဇ္ဇကရီလှုပ်ယုံနေရသွားပြီနော်ဘာမှအိတ်ထရဆက်လိုက်ရတာမဟုတ်ဘူးနော်တိတ်အကျိုးများတာပဲနော်အကြောင်းလူလူချင်းတွေ့တဲ့ခါမှာစိတ်ချမ်းသာအောင်ပြောပါနော်အားရှိသွားအောင်ပြောသွားပြောလိုက်ပါနော်လူတယောက်ကြောက်နေတယ်အားငယ်တယ်ဆိုရင်ကြောက်တာလေးပြေသွားအောင်အားရှိသွားအောင်ပြောပါအားပေးပါ ိုပြီးတော့အားငယ်သွားအောင်ပို့ပြီးတော့စိတ်ဆင်းရဲသွားအောင်မပြောပါနဲ့နော်တိတ်ရက်ဆက်ရာရောက်ပါတယ်နော်အဲခုနပါဠိတော်လေးကိုဆုံးအောင်ဖတ်လိုက်အောင်မယ်နော်စိတ်တုပ္ပါဒမတ္တံပိခောအဟံစုံဒကုတလေတုဓမ္မေတုဘဟုပကာရဝဒာမိကောပနာဝါဒောကာယေနဝါစာယအနုဝိဒိယေနသုနော်အကယ်၍တဲ့အခုနစောစောတုန်းကနော်ဘယ်နည်းလောက်ကြာပြီလဲတော့မသိဘူးပေါ့ဘာပဲဖြစ်ဖြစ်စောစောတုန်းကတွေးထားတဲ့ ုသိုလ်ကောင်းမှုကိုပြုမယ်ဆိုတဲ့စိတ်ကူးအတိုင်းကာယကံဝစီကံမှာနောက်ကနေလိုက်ပြီးတော့အဲ့ဒီကုသိုလ်ကောင်းမှုလုံးပြစ်သွားအောင်လှုပ်လိုက်မယ်ဆိုရင်တဲ့အလုံးအလုံးကုသိုလ်များလာပြီဆိုတာဟုတ်တဲ့ပြောနေစရာတော့မလိုတော့ပါဘူးတဲ့နော်ဘယ်မှာပြောဖို့လိုတော့မလဲနော်အင်မတန်အကျိုးများသွားပြီနော်အဲ့တော့နေတက်လို့ရှိရင်စိတ်လဲချမ်းသာမယ်ကျမ်းမာရေးလဲကောင်းမယ်လူချစ်လူခင်လဲပေါ်မယ် နော်တခြားကိစ္စတွေမှာလည်းပဲကိုယ့်ရဲ့စာဝတ်နေရင်းနဲ့ပတ်သက်တဲ့အလောက်ကန်ကိစ္စတွေမှာလည်းပဲအဆင်ပြေလာမှာနော်အကြောင်းကိုယ့်ဘဝမှာအဆအဆရရအဆင်ပြေစေခြင်းနဲ့ဆိုရင်ကိုယ့်စိတ်ထားကိုအကောင်းဆုံးဖြစ်အောင်လုပ်ပါစိတ်ထားကိုမြင့်ပါနော်အထူးသဖြင့်လည်းလူလောကမှာလူတွေကြားထဲမှာနေရတာနော်တယောက်ထဲနေလို့မရဘူးတယောက်ထဲနေရင်ဘလို့မှအဆင်မပြေနိုင်ဘူးတော့လူတွေနဲ့ဆိုတာတွေ့ရတယ်ပြောရတယ်ဆိုရတယ်အပေး you give and take ဆိုတာရှိတယ်နော် သူ့စီကကိုအကူအညီတွေရတယ်ကိုစီကလည်းပဲသူ့အကူအညီလိုတဲ့ခါကိုကလည်းပေးရမှာပဲနော်အဲ့လိုရှိနေတဲ့အတွက်ကြောင့်စေတနာကောင်းလေးနဲ့ရိုးရိုးသားသားလေးနဲ့နော်တက်နေတဲ့အကူအညီကိုပေးမယ်ယူမယ်ဆိုရင်အားလုံးပုံပြအဆင်ပြေမယ်နော်ဆက်ဆံရင်းအဆင်မပြေရင်ကိုယ့်ဘုရားမအကူအညီမပေးတော့နော်အဲ့လိုဆိုရင်ဒုက္ခရောက်တဲ့လူတွေပုံများလာနော်ဒါကြောင့်တယောက်နဲ့တယောက်အချစ်ခင်ပြက်မဲ့စကားမျိုး ဘယ်တော့မှမပြောပါနဲ့ဘုံကြီးဘယ်တော့မှမပြောပါဘူးနော်တတိထားပြီးတော့ရှောင်ပါတယ်နော်တယောက်နဲ့တယောက်အချစ်ခင်ပြည့်မဲ့စကားမပြောဘူးအဲ့ဒါကိုပါဠိလိုဘယ်လိုခေါ်သလဲပိတုနာဝါစာနော်အဲကိုယ်ရမှာသူများအကြောင်းမကောင်းပြောတာအဲဟိုလူအကြောင်းမကောင်းပြောရင်တော့ဒီလူကတော့ငါ့ကိုခင်မှာပဲလို့ထင်တယ်သူ့ကိုမုံပြီးတော့ငါ့ကိုချစ်အောင်လုပ်မယ်အဲ့ဒါမကောင်းဘူးငါ့ကိုလည်းချစ်ပါသူ့ကိုလည်းချစ်ပါအဲ့ဒါမှကောင်းတယ် နော်အဲ့တော့စကားပြောဆိုအစဉ်ပြေလို့ရှိရင်လူဘဝမှာပုပ္ပရအစဉ်ပြေမယ်နော်စကားနဲ့လောက်ရတဲ့အလုပ်တွေကအင်တန်များပါတယ်နော်ဒါကြောင့်စကားပြောတဲ့အခါတတိပါဖို့လိုတယ်နော်ဗာတိတေတမဇာနာကာရီဟောတိလို့ဖျားဟောထားတာရှိတယ်နော်စကားပြောနေစဉ်မှာတတိနဲ့ညာနဲ့ရှင်ပြော့ပြုပါတဲ့အဲ့လိုဆိုရင်တရားအထုပိတာဖြစ်သွားတယ်စကားပြောတာမှာအမှန်နေသွားတယ် ော်အကျိုးရှိတဲ့စကားအမှန်တဲ့စကားအကောင်းတဲ့စကားပဲပြောတယ်အဲ့တော့ကိုယ့်ကိုသူများပို့ပြီးတော့ယုံကြည်မယ်ချစ်ခင်မယ်လေးစားမယ်အဲ့တော့စိတ်ကူးတွေကအလကားဖြစ်မသွားဘူးအကျိုးပေးတယ်နော်ဒါကြောင့်ကောင်းတဲ့စိတ်ကူးလည်းအကျိုးပေးတယ်လို့မကောင်းတဲ့စိတ်ကူးကလည်းအကျိုးပေးတယ်တတိထားပြီးတော့မကောင်းတာတွေကိုတတ်နိုင်တယ်လို့တာရှည်လက်ခံမထားပါနဲ့ မကောင်းတဲ့အတွေ့တွေးမိပြီဆိုရင်မမြန်သိပြီတော့ပဲပါတော်ပြီအဲ့ဒီအတွေ့ကိုဆက်မတွေ့တော့ဘူးကောင်းတဲ့ဘက်ကိုပြောင်းလိုက်နော် the world within creates the world without within ဆိုတာအတွင်းမှာနော် without ဆိုတာအပြင်မှာအတွင်းလောကကအပြင်လောကကိုဖန်တီးတယ်နော်အဲ့တော့ လူတိုင်းဟာကိုယ်စိတ်နဲ့ကိုဖန်တီးထားတဲ့လောကထဲမှာကိုယ့်အကူနေကြတာပဲနော်စိတ်တင်နာနေတိလောကောဆိုတဲ့အတိုင်းပဲနော်อืมအဲ့တော့အပြင်လောကကြီးကိုယ်နဲ့ပတ်သက်တဲ့အပြင်လောကကိုပြောတာနော်ကိုယ်နဲ့ပတ်သက်နေတဲ့အပြင်လောကမှာကောင်းတာတွေဖြစ်ချင်တယ်ဆိုရင်ဘာလုပ်ရမလဲကိုယ့်ရဲ့အတွင်းလောကကိုကောင်းအောင်လုပ်ရမယ်အဲ့ဒီကစရမှာနော်လူတွေက ကိုယ့်ရဲ့နေထိုင်စားရတော့ရဆက်ဆံရေးတွေအစဉ်ပြေးခြင်းလဲဆိုရင်တို့ကအပြင်မာလိုက်ပြင်ကြတယ်နော်အပြင်လောကကိုပြင်ဖို့ကြိုးစားတယ်ဟိုနည်းနည်းပပတော့အပြင်လောကကိုလည်းပြင်လည်းပဲအစဉ်ပြေးသွားတာတွေရှိမှာပါနော်တို့တော့တကယ်အရေးကြီးဆုံးအချက်ကအတွင်းလောကကိုပြင်ရမှာနော်အကြောင်းကိုယ့်ရဲ့အပြင်လောကကိုယ့်ရဲ့ဆက်ဆံရေးလောကအစဉ်ပြေးခြင်းလဲဆိုရင် ိုယ်စိတ်ထားကိုကိုပြင်လိုက်ပါเนาะအဲ့ဒါလို inner world နဲ့ outer world နှစ်ခုရှိတယ်ဆိုတာကိုလည်းပို့ပြီးတော့လေးလေးနက်နက်စဉ်းစားစေချင်တယ်เนาะလူတွေကကိုယ့်ရဲ့ inner world ကိုမေ့နေတတ်တယ်ရှိနေတယ်လို့တောင်မထင်ဘူးเนาะအဲ့တော့ဉာဏ်ပညာရင့်ကျက်တဲ့လူတွေကတော့ inner world ကိုပို့ပြီးတော့အလေးထားတယ်အပြင်ပလောကကြီးတုံတုံမကောင်းတာချွေးရင်တာလက်ခံနိုင်တယ်သီးခံနိုင်တယ်ကိစ္စမရှိဘူး အတွင်းလောကကြီးကိုတော့တတ်နိုင်သမျှအကောင်းဆုံးဖြစ်အောင်ကြိုးစားတယ်နော်အမှန်ပြောမယ်ဆိုရင်တော့လူတွေကကိုယ် inner world မှာကိုနေတာပါပဲနော်ကိုယ် inner world မကောင်းလို့ရှိရင်ဘယ်လိုမှစိတ်ချမ်းသာနေမှာမဟုတ်ဘူးနော်အဲ့တော့ကိုယ်စိတ်ထားလေးကောင်းနေရင်ကိုယ့်ဘဝကိုယ့်ဟာကိုယ်ကတော့စိတ်ချမ်းသာပြီးပြည့်စုံနေတာပဲနော်အထူးသဖြင့်တရားအထုတ်တဲ့တပည့်တွေတော်တော်များများပြောတယ်တရားအထုတ်ပြီးတော့တရားကိုသေချာသိလာတဲ့ခါမှာ တရားနှလုံးသွင်းနေတဲ့အခါမှာအထူးသဖြင့်ပေါ့နော်စိတ်ထဲမှာလိုချင်တယ်ဆိုတာလည်းမရှိဘူးဟုတ်မကျင်납ဘူးဆိုတာလည်းမရှိဘူးသူရဲ့ငါရဲ့ဆိုပြီးတော့နှိုင်းရှင်ပြီးတွေးတဲ့အတွေ့တွေလည်းမရှိဘူးမနာလိုဝန်တိုတဲ့စိတ်တွေလည်းမရှိဘူးနော်စိတ်ကငြိမ်သက်နေတယ်ကြီးလင်းနေတယ်အေးချမ်းနေတယ်တန့်ရှင်းနေတယ်နော်အဲ့ဒီခါမှာကိုယ်စိတ်ကိုယ်ကိုကြည်လိုက်တော့ဘာတွေ့ရလဲဆိုတော့ပြည့်စုံနေတယ်လို့တွေ့ရတယ် ြည်စုံနေတယ်ဆိုတဲ့ခံစားမှုကိုခံစားရတယ်တဲ့အဲ့ဒီပြည်စုံနေတယ်ဆိုတဲ့ခံစားမှုကိုခံစားရတာကကိုယ်မှာအများကြီးရှိနေလို့မဟုတ်ဘူးအဲ့ဒီအများကြီးရှိနေတာကိုလုံးဝစိတ်ထဲမှာတွေးကိုမတွေးတာနော်ဒါကြောင့်တကယ်ပြည်စုံနေတယ်ဆိုတဲ့ခံစားမှုကိုရဖို့ဆိုတာကပြင်ပလောကကိုမှီပြီးလို့မရနိုင်ဘူးပြင်ပလောကကိုမှီလိုက်တယ် မပြည့်စုံဘူးဆိုတဲ့ခံစားမှုပဲရတယ်။နော်ဘာဖြစ်လို့လဲဆိုတော့ဒီတဏှာမှာပြည့်စုံနောက်တဏှာမှာချွတ်တက်နေတာပဲ။အဖက်ဖက်ကအဆက်ဆက်အရာပြည့်စုံနေဆိုတာမရှိဘူး။နော်အဲ့တော့ချွတ်တက်နေတာမရှိဘူးပြည့်စုံနေတယ်ဆိုတဲ့ခံစားမှုကိုစိတ်ထဲမှာပဲရတယ်။နော်စိတ်ကိုထားတတ်ရင်ရတယ်လေ။နော်ဘုန်းကြီးတို့စိတ်ထဲမှာလည်းပဲချွတ်တက်နေတယ်ဆိုတဲ့ခံစားမှုမရှိဘူး။နော် lacking နော်ချုပ်တယ်ဆိုတာ l a c k lack lack ဆိုတာလိုနေတယ်မပြည့်စုံဘူးချုပ်တယ်နေတယ်အဲ့ဒီဟာမရှိဘူးပြည့်စုံနေတယ်နော်အဲ့တော့အရှင်ဘုရားတို့ကဘုန်းကြီးဆိုတော့ရတာပေါ့လို့အဲ့လိုပြောချင်းပြောမယ်နော်အခုနကဘုန်းကြီးပြောတဲ့တပည့်ကဘုန်းကြီးမဟုတ်လူဘုကြောင့်ပါနော်တယောက်တည်းလည်းမဟုတ်ဘူးအဲ့လိုပြောတဲ့လူကတော်တော်များများတဖြည်းဖြည်းနဲ့များလာပြီ သူတို့ပြောပါတယ်တရားနှလုံးသွင်းပြောနေတဲ့ချိန်မှာချို့တဲ့နေတယ်ဆိုတဲ့စိတ်မရှိဘူးနော်ပြည့်စုံနေတဲ့စိတ်ရှိတယ်အဲ့ဒါအင်မတန်ရတာရှိနော်အဲ့ဒီအရတာမျိုးကိုရစေခြင်းပြည့်စုံနေတယ်ဆိုတဲ့စိတ်ကလေးကိုတိတ်ရစေခြင်းနော်အဲ့တော့ nothing happens by chance သူဟာသူမတော်တဆဖြစ်လာတယ်ဆိုတာဘာမှမရှိပါဘူးအကြောင်းတရားရှိလို့ဖြစ်တာပါကိုကအဲ့ဒီအကြောင်းတရားတွေကိုပြည့်ပြည့်စုံစုံမသိလို့ဖြစ်မှာနော်အဲ့တော့ဘုန်းကြီးတို့လည်းအဲ့ဒါကိုတတိချာချာတတိထားပြီးတော့လေ့လာပြီးတော့ကြည်လာတော့အဲ့ဒါကိုသဘောပေါက်လာတယ်နော်အလိုလျောက်မတော်တဆဖြစ်တဲ့ကိစ္စဆိုတာမရှိပါဘူးကိုကအကြောင်းကိုမသိလို့နေမှာပါနော်ထို့တူပဲအလကားရတယ်ဆိုတာမရှိပါဘူးနော် ရထိုက်မှရတာပါအကယ်၍မရထိုက်ပဲနဲ့ကိုက မတရားနည်းနဲ့ရအောင်လှုပ်ထိုင်ရင်ဘာဖြစ်မလဲအတိုးနဲ့ပြန်ပေးလိုက်ရတာလေနော်အဲ့တော့အပြစ်တင်တယ်လို့တော့မထင်ပါနဲ့သဘောပေါက်စေခြင်းလို့